လာပြီလာပြီဒေါ်သက်ကြီးဆိုတာကြားဘူးကြတယ်မို့လားကျွန်တော်တို့ဟိုအရင်တော့က TV ကြော်ညာခစ်တုံးကကြော်ညာတွေမှာအဲ့ကြော်ညာတွေကိုတက်တက်ကိုစောင့်ကြည့်ရတာ အပန်းဖြေဖို့ဇာဆိုတာကလည်းဒီတခုရှိတာကိုပြည်သူတွေမှာအဲ့ချိန်ကစိတ်ဒုက္ခပေါင်း16000ကျဆင်းရဲနေရတဲ့အချိန်ဆိုတော့ဖြော်ပြေးရဒီတခုပဲရှိတယ်။အခုလည်းပြည်သူတွေအတွက်စိတ်ဒုက္ခပေါင်း16000မကကျဆင်းနေရတဲ့အချိန်မှာစိတ်သက်သာရာသက်သာရာရကြောင်းနည်းနည်းလေးမှပဲဖြစ်ဖြစ်ရေစက်လေးပမာအေးမြစေဖို့အတွက်ကျွန်တော်အောင်နေမျိုးကြောင်ရီချိုးကလည်းလာပြီလာပြီဒေါ်သက်ကြီးပေါ့ဗျာ။ ုပြောချင်တာကပြန်လာပြီအချိန်နေချိန်ခါရခဏနားလိုက်ရပြီမယ်လို့အခုပြောချင်နေတာပြောဖို့ကတော့ပြောစရာတွေကကြုံဖန်လာတော့လေပြောအောင်ပဲဗျာပြောရင်တော့ကြပြားတပုတ်နဲ့စပြီးပြောမယ်ဗျာကြပြားကိုရွတ်ပြီးတော့ပြောမယ်တေးကြတယ်ဒီပွဲမှာငါတို့ကမရှုံးတော့ဘူးဒါစဉ်မြေဆက်ဖက်စစ်စစ်တက်တော်လန်ရေးသွေးက နှွယ်လို့ဂိုင်းဆက်သွားပြီတားစင်မြေဆက်ဖက်စစ်စစ်တက်ဒေါ်လန်ရေးဝိညာဉ်တက်ကခုန်ကူးသွားပြီတားစင်မြေဆက်ဖက်စစ်စစ်တက်ဒေါ်လန်ရေးညူယူပီဇာဆဲကဒေါ်လန်စိတ်နဲ့ဘဝဆက်သွားကြပြီတားစင်မြေဆက်ဖက်စစ်စစ်တက်ဒေါ်လန်ရေးသွေးသွေးချင်းထီလို့ပွင့်သွားတဲ့မိဘွားတွေလေတေးကြတဲ့ ဒီပွဲဟာမင်းတို့ရှုံးပြီငါတို့နိုင်ပြီ။ကြပြစာသားကအဲ့လောက်။ဘာကြောင့်ဘာလို့ပြောရတယ်လဲဆိုတော့နည်းနည်းရှင်းပြရရင်လိုင်းပေါ်မှာတပ်ဖို့တပ်ဖို့ကျွန်တော်တွေးလိုက်ရတယ်။ကြေးရော်တရော်မှာဆန္ဒပြနေတဲ့လူတွေဘေးမှာကရက်ကြီးနေတဲ့ကလေးတယောက်သူ့အိမ်ရှိကနေဖြတ်သွားတဲ့လူအုပ်ကြီးဆန္ဒပြတဲ့လူအုပ်ကြီးကိုသူကလက်ညိုး၃ယောက်လက်၃ယောက်ထောင်ပြီးတော့ပြနေတာ။အသက်ကရှိလာမှာ၅နှစ်ကျော်ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ်။ ပုံလေးကအဲ့လိုမျိုးလေးအဲ့ပုံလေးကိုကြည့်ပြီးပြောရတာကျုပ်အဲ့ကဗျာကိုဆက်ရေးလိုက်ရတာပဲဒေဂျာလာကတော့ကျုပ်တို့ဘယ်တော့မှမရှုံးတော့ဘူးဆိုတာမျိုးဆက်တွေထီကိုတော်လန်မျိုးဆက်တွေဖြစ်သွားပြီဘုဒ္ဓဘူးကျင်ဆိုတယောက်ဘဲပုံဘဲနီးနဲ့ပဲနှိတ်ကိုကိုသွေးခွဲခွဲယူကောက်ဝဲဘလိုပဲလုံမယ်ပဲပြောပြောဘလိုပဲတိုင်ငံတကာပတ်လိညာပြီးတော့ပဲလုံနေနေကျွန်တော်တို့သွေးတဲ့ตาတဲ့မျိုးဆက်လိုက်မျိုးဆက်လိုက်ကိုသွေးကကူးသွားပြီ တော်လန်ကြီးအရှင်ကနောင်မျိုးဆက်တွေတီကိုကူးသွားပြီးစေတကယ်ဦးပဲကျွန်တော်တို့နိုင်ကိုနိုင်မဲ့ပွဲဒီပွဲကတော့ဘာအကြောင်းအကြောင်းအကြောင်းမှရှုံးစရာအကြောင်းမရှိတော့ဒါပေမဲ့အမှန်တရားကရောက်တာနောက်ကျတတ်တယ်ဒါပေမဲ့ဘယ်တော့မှမလာဘဲတော့မနေဘူးကမ္ဘာသမိုင်းအဆက်ဆက်မှာလည်းကြီးကြီးလိုက်နောက်ဆုံးမှာတော့အမှန်တရားကသာအနိုင်ရတာပါပဲအခုဆိုလို့ရှိရင်ကြီးလိုက်ဂျပန်ကဂျပူကောင်ရဲ့အဖြစ်က ခွေယူကောင်းစားတမွန်းတက်ဆိုသလိုပဲမြင်တော်ပြောရရင်ဗျာကျွန်တော်တို့ဝါဆိုဝါကောင်းရေကြီးတဲ့အချိန်မှာအချင်းတို့မြစ်တဲ့ရေပေါ်ခဏတာလှိုင်းအခက်မှာဝဲတက်လာတဲ့ဤတုံးလိုပဲအင်ဖြစ်ခေါ်တော့ခံရတာဒါကိုအဟုတ်ထင်နေတာမြင်တော်ပြောရလို့ရှင်ခွေကလာဖျားပွဲမှာတွေးလိုက်သလိုမျိုးသူကပြောနေတာဟိုလူတွေလည်းတို့ယူသမျှဒီကောင်စားမှာပဲဆိုပြီးတို့တန်ရှင်းကြီးလောက်ရမှာတက်တာတက်တာဆိုတဲ့သဘောနဲ့ခေါ်ပြီးတော့ကြွေးတယ်သူကတော့ခွေကလာဖျားပွဲကို တွေးလိုက်တယ်လို့ပဲမျက်နှာကြီးကိုဖြီးနေတာသွားပြီဒင်းကဒီယူအမလက်ပေးတင်လို့မှမရတော့တာဘူးဒါကြောင့်မို့လို့မန်ဖီးပြမိနှံ့ပြဒီဆင့်နေပဲခြေနှံ့နေရတယ်ဥမရှည်ဆုံးနှမ်းမှာညဝေအင်ကြီးနဲ့တယုံမကြီးတောင်မှပါသေးတာကျွန်တော်တို့ဘူကောင်မပါဘူးတပုံလေးထဲမှာကြီးကြီးလိုက်နောက်ဆုံးနှမ်းတော့မှသူ့မှာမပါရှာဘူးကျွန်ုပ်ကောင်ရဲ့အစင်ကဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ကျွန်တော်ငယ်ငယ်တုန်းကထုတ်စီတိုးတန်းကစားရင်ဘသူမှမဖမ်းကြတော့ပဲကလေးလိုမျိုးပဲတက်တက်ကိုခေါ်တုံးထား ။တက်ကလည်းဖင်ဝှေ့ရှူနေတာအခုချိန်ဒီလူကြီးတွေကြားထဲမှာဝင်ဆော့နေတဲ့ထမင်းတို့ဟင်းတို့လေးအဲ့လောက်အဆင်ပဲရှိတာ။တဲအိတ်သွားခဲ့တဲ့အချိုးကလည်းတိုင်းပြည်ကိုရောင်းစားဖို့ငပုပစိန်ရိုးအချက်ကိုမရှိတာ။အာနာတော့ဆိုရင်တိုင်းပြည်ကိုမုံနယ်တော်လဲစားမယ်ဆိုတဲ့အကောင်မျိုး။ကုလကြီးရုရှားကိုသူဒိုးပြန်တယ်။ပြောရရင်ဒုတိယကမ္ဘာစစ်တုန်းကဒီလူတွေက သူသွားခဲ့တဲ့သူတွေကဒုတိယကမ္ဘာစစ်ကာလကမိစ္ဆာဝင်ရိုးစွန်း၃နိုင်ငံဆိုတဲ့ အဲ့လိုမျိုးတွေအခုလက်ကြီးဝတ်တွေဝင်နေနဲ့ပေါင်းပြီးဝတ်ဝင်သုံးဝါသုံးလုံးပေါ့ဗျာဝါသုံးလုံးစီရောက်သွားဝါသုံးလုံးစီမှာဝါဝါစာဝင်နေပြီးတော့ဝီစကီလေးတက်တောင်းနေရတဲ့အဖြစ်ရောက်နေတာပေါ့ခုလဲရုရှားစီမှာဖင်မှုတောင်းထောင်အပြန်ပြီလေသူကမှတေကန်နိမတာကုရကေရမဲ့နေတယ်လို့မျိုးဟိုပြည့်ကေရဒီပြည့်ကေရနဲ့စိတ်တူးကြီးရဲ့ဘောလိုမျိုးပဲနော် ဟိုတလောကဆိုပေမဲ့မကြသောကာလကလည်းကြည်လိုက်အောင်လေရုရှားကငါတလောက်ပေါင်းနေသွားပြီးပေးနေတာပြောရင်ငါတလောက်ပေါင်းဒီပိုဒီပလိုမစီပေါ့ဗျာသွေးတူပေအောင်ပြန်လှုပ်ကြံထားလားမသိပြည်သူကြတော့ဘုံတောင်းမကကျဲတယ်ရုရှားကတော့ငါတလောက်ပေါင်းနဲ့ကဲနေတယ်သူယွန်းစရာဂျပန်တိုက်ရတာနဲ့ငါတလောက်ပေါင်းကျွေးရတာနဲ့ဖုန်မင်းညီအောင်ပြောရတာနဲ့ဒီလူရဲ့လှုပ်ရက်တွေကချီးတဲ့ယွန်းစရာကောင်းနေပြီ ရင်သူသူရဲ့ကြည်အောင်ဟိုတလောကလည်းဒီပေါက်ကြားလာတဲ့စာလိုလိုပေါ်ထုတ်စာလိုလိုလိုင်းပေါ်မှာပြန်လာတဲ့စာတွေကြည်ချင်းအဖြစ် CRPH and UGPDF တို့ကိုတမရဥဝင်မြင်ကမသိပါဘူးလို့တက်တည်ပြချင်းဇောနဲ့တရားရုံးကြီးချက်ကိုလစ်လုပ်ပြီးပေးလိုက်တော့မှလူတို့ရွေးကောက်ထားတဲ့တမရတယောက်ကိုတကူဓမြတွေလို့အကျန်းဖက်ပြန်ပေးဆွဲသွားတယ်ဆိုတာကိုလူသိရှင်ကြဝန်ခံလိုက်သလိုဖြစ်သွားတာ ဘုဒ္ဓဘုရင်ဆိုရဲကအခုတော့သူ့လုံပုံကကြည်လန်ဖောက်တယ်ပြန်ချရလို့ရှင်သူ့လုံပုံကိုဖောက်တယ်ပြန်ချဝရမ်းမပါပဲနဲ့စင့်ခေါ်စာမရှိပြောင်စုတရားလွတ်တော်ကိုဥထိုက်ရှောက်ထားခြင်းမရှိပဲတနက်ထောက်ပြီးဖမ်းသွားတဲ့ကိစ္စကမ္ဘာပေါ်မှာဘယ်တိုင်းပြည်မှာမှဘယ်စနစ်မှာမှတရားဝင်လုံလို့ရတာမဟုတ်ဒါမျိုးမှနိုင်ငံတော်ပုံကံမှုစစ်စစ်အကြံဖက်စစ်စစ်ဒါမျိုးမှနိုင်ငံအာဏာကိုအကြံဖက်လူယူမှုစစ်စစ်ဒါမျိုးကမှလက်မှုလက်ချက် ပေါ်နေတဲ့နိုင်ငံတော်ယာဇဝဲမှုကြီးစစ်စစ်ပဲဒီယာဇဝဲမှုကြီးစစ်စစ်ကြီးကိုကြည်တွေးတဲ့နိုင်ငံတွေကလက်ခံပြီးတော့လက်ခံနေကြတာနော်ဒီယာဇဝဲကောင်ကိုလက်ခံနေကြတာဒီယာဇဝဲမှုကိုကျူးလွန်သူတွေကလည်းတနေ့မှမလွဲမသေးတရားဥပဒေရှေ့မောက်မှာကျတို့ရောက်ကိုသွန်းမယ်ရောက်ကိုရောက်စေရမယ်ကျွန်တော်တို့အကြောင်းလေးလဲပြောရအောင်တော့ဗျာအဲ့ဒါကိုပြောရင်လည်းကျွန်တော်အကြောင်းလေးလဲနည်းနည်းတော့ထည့်ပြောအောင်မယ်မှုကပါလာတယ် ဇာတ်ရောတော်တော်ရှိရှိလဲကျွန်တော်မပြောတော့ပါဘူးကျွန်တော်အကောင့်မိခံလိုက်ရပြန်တယ်ကျွန်တော် Facebook ဒါလည်းတင်းတို့1 2ကြပြုကြလောက်ကြတာနေမှာပေါ့ဗျာစိတ်တော်မကောင်းဘူးဒါပေမဲ့သင်္ခါရတရားဆိုပေမဲ့ကိုကလည်းဘာဖင်ရပြီးမှရှောက်တင်တဲ့ဟာကိစ္စမဟုတ်ဘူးတင်းကတော့ Facebook ကလည်းဟိုထိကနေဆိုဖြစ်ကနေနေအောင်ပိတ်ချင်တာဟုတ်2015ဦးသိန်းစိန်အစိုးရဖားရပိုင်းငါးရပိုင်းအစိုးရလက်ထက်တုံးကလည်းသူတို့ကိုအကြီးညိုပြက်စီလို့အဲ့ပုံကတင်ပြီး ြီးညိုတစက်မှမရှိတဲ့သူတွေကလာပြီးတော့ဖမ်းသွားတယ်ညာကြီးတွေ့ရပုံမှန်လေးရှောက်တက်ပြီးထောင်ထဲပို့ကျွန်တော်အကောင့်ကိုသိမ့်ပြီးသူတို့ကယူတုံရေးခြင်းဟာရေးတင်ရတင်ပြီးတော့ကျွန်မပြန်ဖြတ်လိုက်တယ်ဗျ2020တုန်းကလည်းတခါအဲ့လိုပဲတေယောလို့ဆိုပြီးတော့ပိတ်ခတ်လိုက်ရဗျာနဲ့ခုလဲဘယ်တော်စားမိမစ်ဘာမစစ်ကောင်တွေလက်ချက်မှန်းလည်းမသိပါဘူးအပိတ်ခတ်ရောမလားမသိခဏသိမ့်သွားဗျာနဲ့ငါးနှစ်တခါပေါ်လို့လားပေါ်လား အကောင့်ဖြတ်မှာမယ်ဆိုပြီးတော့များစာစုလေးနဲ့များထိုင်ဆောင်ထိုင်ဖြတ်နေကြလားမသိပါဘူးအခုတော့ဘာကြီးမျိုးဆိုတဲ့အကောင့်စာတုံးနေရဗျာအလိုဆက်သွဲမပြတ်အချင်းဖက်ရလေးအောင်ချက်เสียပြောเสียလေးတွေအဲ့ဒီညာနေပဲကျုပ်တို့ထက်ဆက်သွဲကြအောင်လားဘာကြီးမျိုးရဲ့အကောင့်ကိုအပ်ပေးကြအမျိုးတို့ရေ ဒေါ်လာအေးကတော့လူငင်အီရောင်ကျွဲဖြစ်နိုင်သေးတာဆိုတဲ့စကားအတိုင်းပဲညီညွတ်မှုနဲ့ဒါကျုပ်တို့ကရှေ့သာဆက်လိုက်လို့ရှင်ရင်အောင်အောင်မှမဟုတ်ချမလွဲရှိစီမှာမယ်ဗျအဲ့တော့အေးတော်ဘုံကအောင်အောင်ရမယ်